ေးဦးအတွက်သိန်း30ကိုကျွန်တော်ကဒီပေးနဲ့ချိန်ပြီးတော့တစ်ဆင့်စီကျွန်တော်ပြန်ပြီးတော့ပြန်ပြောင်းပေးမှာဖြစ်ပါတယ်ဒါဆရာဒီတို့အမေခင်ရဲ့တရားတည်းပြောဝေးလေးဒီဝေးလေးနေပါတယ်ဒီချိန်တော့အော်ဒီဟာမမီတော်ရခင်လည်းပတ်သက်ပြီးသူစပြီးဒီဖွဲ့လေးဖွဲ့ပြီးတော့ရမောင်ကြီးနှစ်တိုင်းသူ့မွေးနေ့ရောက်တိုင်းသူရာနေပြီးတော့သူမရှိတော့တဲ့အချိန်မှာလည်း ဆက်ပြီးလူပြတ်တာပေါ့အဲအဲ့တော့ကျင်းစင်ရောက်ရှိပြီကျင်းရှိချင်းကကိုလိုမမမီရော90တော့ကျော်ပြီကျင်း90တော့ကျော်ပြီအဲ့တော့ရန်ကုန်ကြီးကတော့တော်ပြောက်လို့ကုမ္ပဏီမျိုးဆရာဆွေးမိခဘုံကြီးကရှိတဲ့ဟိုအဲလွတ်ပေးထားတယ်ပြေးထားပြီးတော့နှစ်တိုင်းလည်းသူသာသမီတွေကဆက်ပြီးသူကရှိပါတယ် ဒီနှစ်ဆိုရင်ဒေါ်လာ1800တန်ပေးပြီပါတယ်အဲသိန်းတရာကျော်ရတယ်သိန်းတရာကျော်ရတယ်တော့ဆရာတို့ကိုဘိုင်းတပေါ်စဖိစ်တပေါ်စအလိုက်လေအလိုက်ဒီ channel အဆုံးတဲ့ပေါ့အဲ့ဒါကိုသူထပ်မထက်တာတော့သူ5ရောက်ကိုတွေ့တဲ့အထက်မှာသူသားသမီးတွေတွေ့တဲ့ပတ်စံတယောက်ကိုသိန်းခွဲစီပါတယ်မင်္ဂလာပါမင်္ဂလာပါရှင့်ဟုတ်ကျွန်တော်ဒီနေ့လုပ်ဖြစ်တဲ့ဖြစ်နေတာဒီကနေ့ကဆရာမကြီးတို့ဗြဟ္မများခင် မွေးနေအမှန်တရပေါ့ဆိုတော့လောက်ခဲ့တော်တော်ကိုကြားလာပြီနှစ်ပေါင်း20ကျော်ပြီပေါ့ဟိုပထမဦးဆုံးဆက်လောက်တော့ဟိုဆရာဦးဝင်းကြီးကတော့ပင်တိုင်ပေါ့နောက်တစ်ခါကျတော့ဟိုဆရာမကြီးတော်ကလေးဝိဇာသိပ်ပါမနစာမိုင်းတော်ကလေးရနေရမွေးနေတူမွေးနေတူမွေးနေတူကလေဒေါ်ပရမားခင်ရဲ့ဆရာမိုင်းတော်ကလေးဝိဇ္ဇာသိပ္ပံရဲ့ဆရာမောင်ခင်မင်းဒနုလူရဲ့ဇနီးဒေါ်စုစုနွယ်အဲ့ဒီ၃ယောက်ကမွေးနေတူမေ14ရက်ပေါ့အဲ့ဒီ တော်ဗနမြားခင်မွင်းနေ哦မမဝင်ရတအားခရစီဖြစ်တယ်မမဝင်နေဆရာဦးဝင်းကြီးပေါ့ဆိုတော့အဲကျမအဲ့ဒီအခြေအနေတဲကအတူတူတန်းပြီးဒုက္ခကြောင်းမှာလုတ်ခဲ့တယ်တခြားပေါ့တော်တော်ကြီးကြီးကျယ်ကျယ်လုတ်ခဲ့တာတွေရှိတယ်ဟုတ်ကဲ့ဆရာမကြီးတော်ဗနမြားခင်ကလည်းဟိုးရေကျမကြီးကောင်းတော့တော့သူတက်လေရှိတယ်နောက်ပိုင်းနိုင်ငံညာရောက်သွားလို့မကျမ်းမာတဲ့အခါပေါ့နော်တွားရည်လာရည်ခက်ခဲတဲ့အချိန်ကြတော့မတက်တော့ဘူးပေါ့နော်မတက်တော့ပေမဲ့ဒီကနေပြီးတော့လုတ်တာဟိုဗီဒီယိုနဲ့ပြဆိုတော့သူနှစ်သက်တယ်ပေါ့ အဲ့တော့ तू ကအဲ့လိုအများကိုအများကိုဆိုတာထက်ကိုကျမရေမကောင်းတဲ့လူပေါ့ကျမရေမကောင်းတဲ့စာရေးဆရာတွေကိုထောက်ပံ့တာအဲ့ဒါဆရာမကြီးဒေါ်ဗဏ္ဍာခင်ရဲ့အစွဲပဲဟုတ်နော်ဒါကြောင့်မို့လို့လဲ तू အသက်ရှိတာဖြစ်ကောင်းဖြစ်မှာငါ तू လည်းတော်တော်အသက်ရှိပါတယ်နော်ဟွန်းတကယ်လို့ဒါအခုချိန်မှာတတိရှိထန်ရှားရှင်တော့တရားနာတဲ့နဲ့ပေါ့နော်အေးဒေါ်ဗဏ္ဍာခင်မွေးနေ့ကိုနှစ်ဆင်ကျင်းပခဲ့တာဟောဆရာမကြီးတော်ကလေးဝိဇ္ဇာဆိုလဲဆုံးသွားပြီ နော်ဦးဆရာဦးဝင်းကြီးကလည်းအသက်အရွယ်ကြီးတဲ့အခါကျတော့ဆရာဟိုမမတော်မြင့်မြင့်ကြီးတို့ပေါ့တို့အဖွဲ့ပေါ့နော်အဲ့ဒါအသက်အရွယ်ကြီးကြီးရင်လာတဲ့အခါကျတော့ဟိုကျမတို့ကိုပြန်ပြီးတော့ပေါ့နော်ဒါဟိုဆက်ပြီးတော့တဲဆောင်သွားစေချင်တာပေါ့ဆိုတော့ကျမတို့ကလည်းအဲ့ဒါကိုပါရမီဖြည့်တဲ့အနေနဲ့နော်ဆရာဦးဝင်းကြီးကိုမမဝင်းတို့ကိုကောနောက်တစ်ခါကျတော့ဆရာမကြီးဒေါ်ဗရမားခင်ရဲ့ပေါ့သူကွယ်လွန်သွားပြီမဲ့သူ့ရဲ့ဆန္ဒဟာ အစင်ဆက်ရှိနေပါတယ်သူရအလှူလေးကအစင်ဆက်ရှိနေပါတယ်ဆိုတာအထိမ့်မှန်းနဲ့ကျမတို့အခုလောက်ကြတာပေါ့အခုဆိုကျမရယ်ကိုလင်းရယ်အာခင်သနာရယ်ညီမင်းညို့ရယ်ပေါ့နော်ဟုတ်အဲ့ဒါတည်းကတော့အဓိကငွေကြေးထိန်းသိမ်းစီမံခန့်ခွဲပေါ့နော်ဘေးကခန့်ခွဲဝင်စားဘေးကမဝိုင်းဝိုင်းလို့ဘာတို့ကလည်းပဲဒီကောမဒီဒီထဲမှာဒါဟိုပါကြတာပဲပေါ့သူတို့တွေဝိုင်းပြီးတော့လုတ်ခွေးကြတာလေအဲ့တော့ဒီကနေ့ တော့ဗမာခင်မွေးနေမှာခါတိုင်းနှစ်ကတော့တယောက်ကို3သိန်းပေါ့သူကအတိုးနဲ့လောက်ရတာကိုနော်အတိုးအတိုးဝင်းနဲ့လောက်ရတဲ့အခါကျတော့ဟိုအတိုးနဲ့ဆိုရင်ကျမတို့ကနှစ်သိန်းခွဲ3သိန်းလောက်ပဲချိမြင့်နိုင်တယ်ဒါပေမဲ့အခုပို့ပြီးတော့ကျမတို့ကဟိုဖြစ်ချင်တဲ့အခါကျတော့အဲစာပေဝါဒနာပါတဲ့သူတွေဆရာမကြီးတော်ဗမာခင်ကိုချစ်တဲ့လူတွေကကျမတို့လူငယ်ဝိုင်းထက်တဲ့ကန်းကဝေးစာပေရတော့ဟိုမဝိုင်းရနှစ်သိန်းပေါ့ နောက်တစ်ခါကျမတို့အတွင်းရောင်းရန်နာဟောက်စ်မိသားစုကနှစ်သိန်းနောက်တစ်ခါစာပေချစ်မြတ်နိုးတဲ့ဒေါ်မီမီဒေါ်မီမီကလည်းစာရေးဆရာ၅ယောက်ဆိုတော့တယောက်ကိုတသိန်းလှူပေးပါဆိုတော့၅သိန်းလှူတယ်နောက်စီးစာရေးကအမှုဆောင်ဒေါ်ထွေးမြင့်ကတသိန်းနဲ့နောက်ရှင်းနေဆရာမောင်ပြည့်က၅000လှူပါတယ်အဲ့တော့အဲ့ဒီလှူငွေတွေပါထပ်ထည့်လိုက်တဲ့အခါကျတော့ကျမတို့ကတယောက်ကို၅သိန်းဖြစ်သွားတာပေါ့နော်ဒေါ်ဆမိုင်းဒေါ်ဗနမြခင်သားသမီးတွေကလည်းပဲ ဟို138သိန်းနဲ့6သောင်းပို့လိုက်တယ်ပေါ့ဆရာဦးငင်းစီကိုအဲ့တော့ကျမတို့ကအဲ့ဒါတွေကိုဘာနဲ့မှအပ်ပါတယ်နောက်နှစ်ကျရင်အတိုးပိုများအောင်လို့ပေါ့နော်တရာအပ်ပါတယ်အဲ့ဒီကျန်တဲ့138သိန်း6သောင်းမှထည့်လိုက်တဲ့အခါကျတော့တယောက်ကို9သိန်းနော်အဲ့ဒီတယောက်ကို9သိန်းကိုကျမတို့ကမန္တလေးနဲ့ပေါ့နော်မမန္တလေးပြမနာစခိုင်းပေါ့ဟာပါအဲ့ဒီကနေပြီးတော့အခုငလျင်တန်လည်းရှိတယ်လူတွေလည်းမကြမ်းမကြဘူးဟမ်ကုံစင်းနှုတ်နေရလည်းတက်တယ်နော် ဲ့တော့ရိမ့်ရိုင်နေတဲ့သူတွေပေါ့နော်နောက်ဒေါ်ပရမခင်ရဲ့ဟိုအဓိကအရေးကြီးတဲ့ကျမ်းမာရေးထောက်ပံ့မှာပေါ့အဲကျမ်းမာရေးစူဝါနေတဲ့သူတွေကိုပေးတာပါအခုပြမနာဆိုရင်ကြပြဆရာမောင်ကျူးရဲ့ဆရာနေရိုင်းတို့နှစ်ယောက်ပေါ့နော်အဲမနေ့လေးရဆိုလို့ရှင်ဆရာမမဝင်မြတ်ငယ်ဆရာမောင်တွေထက်ပေါ့အဲ့ဒါတွေကိုကူညီပေးတာကဆရာရဲရှမ်းမှာဆရာရဲရှမ်းကနေပြီးတော့ဒါတွေကိုကိုယ်တိုင်စာပေးလုပ်ပြီးတော့မှ အဲ့ဒါသူကနှမ်းပြီးတော့မှပို့တဲ့ဟာတွေကိုကျမတို့ပေးတာပါဆရာရေချောင်းကိုလည်းကျေးဇူးတင်ပါတယ်ရန်ကုန်မှာတယောက်ပေးပါတယ်ရန်ကုန်ကတယောက်ကတော့ဆရာမရှင်နေဦးရဲ့မျိုးသားပကြီးဆရာကိုဦးပေါ့ဆရာကိုဦးကလေထိထားပါတယ်ကျမရေမကောင်းပါဘူးပြီးတော့သူ့ရဲ့မဟေသည်သူ့ရဲ့ဇနီးရှင်ဒီဝီရဆိုတာလေဆရာကိုဦးနဲ့ဝေးကွာနေတဲ့အချိန်ပေါ့တယောက်တည်းရှင်သန်နေရတဲ့အချိန်မှာကျမကြီးလည်းမကောင်းဘူးရှင်ဒီဝီရလည်းပဲ မရှိဘူးပေါ့နော်အနာမှာရှင်နေဦးရလဲနေရတနေရကိုရောက်နေတာပေါ့နော်အဲကြောင့်မို့လို့ဆရာကိုဦးလဲကျမတို့ကတကယ်တမ်းကြတဲ့အခါကျတော့အဲ့လိုလူမျိုးတွေကဟိုစိတ်ကူးယုံနေမဟုတ်ဘူးနော်ဘေးကနေပြုစုဆောင်ရှောက်မဲ့သူတွေကလည်းလိုပါတယ်အဲ့တော့သူဇနီးရလဲချစ်ရနဲ့ကွဲကွာနေရတဲ့အခါကျတော့ကျမတို့ကလည်းတော်တော်ဂယုဏလည်းတက်ပါတယ်စိတ်မကောင်းဖြစ်ပါတယ်အဲကြောင့်မို့ဆရာကိုဦးကိုလည်းကျမတို့ကရန်ကုန်ကတက်ရောက်ပေါ့နော်ထည့်ထားပါတယ် ကျွန်မအာနောက်တက်ပြီးတော့ဘယ်လိုလဲဆက်ပြီးတော့ဘယ်လိုလဲဒီဟာကိုဒီရမုံကိုရှင်းပန်းအောင်ဆက်ပြီးတော့ထောက်ပံ့ကူညီအောင်ဘယ်လိုလဲစဉ်းစားတာဟုတ်ကဲ့ကျွန်မတို့အခုရမုံငွေတွေကိုပေါ့နော်အဲပထမရှိတဲ့ရမုံငွေကအခုပို့လိုက်တဲ့ရမုံငွေ300ကျော်ရောဗမာထားပါတယ်အဲ့ဒီအတိုးနဲ့ပဲကျွန်မတို့အလုပ်လုပ်ပါတယ်ဘာလဲဆိုဟိုးရင်ထဲကဆရာဝန်ကြီးတို့မမဟိုမမတော်ကလေးအရုပ်လုတ်ခဲ့တာအတိုးနဲ့ပဲလုတ်ခဲ့တာအသားကိုမထိပါဘူး အဲ့ဒီအတိုးနဲ့ပဲကျမတို့ကရှေ့လျှောက်ကိုလည်းနှစ်တိုင်းဝင်ဒီအတိုးလေးနဲ့ပဲသွားမယ်စောစောကလို့ချစ်ခင်တဲ့လူတွေစပိမြန်နိုးတဲ့လူတွေကဝိုင်းထဲမှာပေါ့နော်ဒါလေးတွေနဲ့ဆက်ပြီးတော့ရှင်သန်သွားပါမယ်အဲ့တော့ဟိုကိုလင်းတို့ကိုညီမင်းညိုတို့မခင်သနာတို့မဝိုင်းတို့ပေါ့နော်သူတို့ဆိုလို့ရှိရင်ကျမတို့အများကြီးငယ်တာပေါ့အဲ့တော့ကျမတို့လုံနေတဲ့လောက်လုံမယ်ဘာလဲဆိုတော့ဆရာဦးဝင်းကြီးတို့အခုအသက်ရှိထင်ရှားရှိနေတယ် အဲ့တော့ဆရာဦးဝင်းငိမ့်တို့ကစခဲ့တဲ့ကိစ္စကိုကျမတို့ကကျမတို့လုပ်တယ်မပြောချင်ပါဘူးဆရာတို့အလုပ်ကိုပဲကျမတို့ကလုပ်ပေးတာပါဒီလိုပဲနောက်ပိုင်းနောက်ပိုင်းနောက်ပိုင်းမှလည်းဆရာတို့မရှိရင်လည်းပဲကျမတို့မရှိရင်လည်းပဲကိုလင်းတို့ခင်သာနာတို့ဆက်လုပ်မှာပေါ့ညီမင်းညိုတို့နော်အဲသူတို့မရှိရင်လည်းပဲသူတို့လုပ်နေတဲ့ဂျားထဲမှာပဲနောက်လူတွေကိုထပ်ပြီးတော့စပေးအတိုင်းဝိုင်းတွေကနော်စိတ်ချတဲ့လူစပေးချင်းမြတ်နိုးတဲ့လူဒေါ်ဗရမခင်ကိုလည်းဟိုဟိုတိကျွမ်းပြီးတော့ဒေါ်ဗရမခင်ရဲ့စာတွေကိုလည်းပဲ ကြိုက်နှစ်သက်လေးစားတဲ့သူပေါ့အဲ့သူတွေနဲ့ကျွန်မတို့ဆက်သွားမှာပါကျေးဇူးပါဆရာ